ေးုံလည်းမရနိုင်ဘူးစီကံလည်းမသွားနိုင်ဘူးဒါလိုပဲဒုက္ခကိုပဲခံစားပြီးကျွန်တော်တို့နေနေရတဲ့ဘဝပေါ့ဗျာနော်မရှိဘူးလေရုပ်ရှင်လည်းမရှိဘူးခါတလီလေဇလန်တူလေးတွေရိုက်ပါတယ်သူတို့လည်းသူတို့ကသူတရာသူပြီးပြေးသွားတာပေါ့နော်ကိုလည်းကြီးတယ်ပဲမပြောတော့ပါဘူးအဲ့ဒါပါပဲလက်ရှိအနေထားအဲ့လိုဖြစ်နေတာအသက်ကလည်း80နဲ့81ဖြစ်နေပြီကျော်နေပြီအဲ့တော့ဘူးမကောင်းဘူးကိုလုံးကပေါ့ခဏလို့ပေါ့လှုပ်ရှားခဲ့တဲ့ကြမ်းကြမ်းရင်ဆုံးဆုံးသာသာလှုပ်ခဲ့တဲ့ဓာတ်နေရအခုတော့ကိုပြန်ပြီးတော့ အကျိုးပေးနေတာပေါ့နော်။ကျပါရင်မကောင်းဘူးပေါ့။လုတ်ခွေရတဲ့အချိန်တော့လည်းလုတ်ခဲ့တယ်။ကျင်းနေတယ်ဝမ်းသာတယ်။အခုအသက်တော့မသေးသေးဘူးပေါ့နော်။ဒုက္ခရဖြစ်သွားတယ်ဆိုတော့လုတ်ခွေမရဘူးပေါ့။အားနေသွားတာပေါ့။ဒါလည်းသဘာဝကျပါတယ်။ဟလာအသက်ကြီးရင်ပယ်ကြတာပါပဲ။တပါရပါပဲ။နောက်အသက်တွေအသက်တွေ generation အသက်တွေလုတ်ကြကန်ကြပါပဲ။အဲ့တော့ကိုကမသေးသေးပြရတော့ဒီအမှုပညာနဲ့ပတ်သက်ပြီးအလုပ်လုပ်မယ်။ဘယ်လိုလုပ်မလဲဆိုတော့ကိုကိုခေါ်သုံးရင်သုံးမသုံးရင်ကိုရဲ့ တပည့်လက်သားတွေနောက်လာမယ့် generation တွေကျွန်တော်တတ်တဲ့ပညာလေးတွေနဲ့မျှဝေပေးမယ်ဆိုပြီးတော့ဒီလိုနဲ့ပြောဆုံးပြထားပါတယ်။ဟုတ်ကဲ့မင်္ဂလာပါဗျာမင်္ဂလာပါ။ဆရာမကြီးကတော့အမှန်တမ်းပြောရရင်တော့အသက်ကလည်း80နဲ့81ဖြစ်နေပြီကျော်နေပြီ။အဲ့တော့ဘူးမကောင်းဘူး။ကိုလုံးကပေါ့ခဏလို့ပေါ့လှုပ်ရှားခဲ့တဲ့။ကြမ်းကြမ်းရင်ရင်ဆုံးဆုံးသာသာလှုပ်ခဲ့တဲ့ဓာတ်ကြီးကအခုတော့ကိုယ်ပြန်ပြီးတော့အကျိုးပေးနေတာပေါ့နော်။အဲ့ဒါပါပဲ။အဲ့တော့ ဘူးမကောင်းဘူးကျပါရင်မကောင်းဘူးပေါ့အဲဒီပုံမှာတော့ကျွန်တော်ဘာမှမပြောလို့ပါဘူးလေကျွန်တော်တို့လည်းတက်နိုင်ကြမှာလေပြည်သူတွေကเนาะကျွန်တော်တို့ချစ်တဲ့ခေါင်းရသားသမီးတွေရုပ်ချင်းချစ်တဲ့ပြည်သူတွေကလည်းကျွန်တော်တို့တက်နိုင်ကြမှာဝမ်းထောက်ပါမှာလေလူရှင်တွေလူတွေကလည်းညောင်းလာကြပြီเนาะကျွန်တော်တို့လည်းလူရတန်းကြပေးရပါတယ်မြန်မာနိုင်ငံရုပ်ချင်းအစည်းအဝေးပေးတာဆိုလို့ရှိရင်လည်း၁၀ချိန်လောက်ဖြစ်တော့เนาะအခြားသောအလူရှင်တွေလည်းလူပေးကြပါတယ်ဒါပေမဲ့အခုသာပေါ့ အထောက်အပံ့တခုတော့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီကျွန်တော်တို့ကဒီယောဂဖြစ်နေတဲ့ဒုက္ခဝေဒနာတော့ဟိုတည်တည်ချာချာကိုလေဆေးရုံနဲ့ပါတဲ့တက်ဆိုင်ရာဆောင်းနေနဲ့ပြပြီးခုမှပဲရမယ်အနေထားဖြစ်တဲ့အတွက်အဲဒါကြောင့်မို့ကျွန်တော်တို့အခုချိန်မှာဆေးရုံလည်းမရနိုင်ဘူးဆေးကန်လည်းမသွားနိုင်ဘူးဒါလိုပဲဒုက္ခကိုပဲခံစားပြီးကျွန်တော်တို့နေနေရတဲ့ဘဝပေါ့ဗျာနော်မရှိဘူးလေရုပ်ရှင်လည်းမရှိဘူးခါတလီလေဇာလန်ဒူလေးတွေရိုက်ပါတယ်အခုတော့လေ तू ကဒုက္ခောင်းနဲ့ ဒုက္ခိတာဖြစ်ပြီးသွာလာနေရတယ်ဆိုတော့သူတို့လည်းမရှိရှိမဲ့ရှိမဲ့နဲ့ရိုက်ရတာဆိုတော့ကိုယ့်အတွက်တာဝန်ကြီးသွားတာပေါ့တာဝန်ကြီးမဲ့ဆိုတော့ကိုယ်လည်းအဲလုပ်ပေးတယ်လို့ပဲလေလောက်ခွန်တော့မှကိုယ်စဉ်းစားတယ်ငါဒုက္ခောက်နေဒုက္ခိတာဖြစ်နေတယ်မင်းတို့ရိုက်နိုင်မလားဆိုတော့ရိုက်နိုင်ပါတယ်တဲ့ကျွန်တော်ရိုက်ပါမယ်ဆိုအေးရိုက်နေရိုက်အဲသူတို့လေသူတို့ကသူသရာသူပြေးသွားတာပေါ့နော်ကိုယ်လည်းကြီးတယ်ပဲမပြောတော့ပါဘူးအဲ့ဒါပါပဲလက်ရှိအနေထားအဲ့လိုဖြစ်နေတာအမှုပြန်သမားတော့ဒီလိုပါပဲဘယ်သူပဲဖြစ်ဖြစ်ပါ လုတ်ခွင့်ရတဲ့အချိန်တော့လည်းလုတ်ခဲ့တယ်ကျင်းနေတယ်ဝမ်းသာတယ်အခုအသက်တော့မသေးသေးဘူးပေါ့နော်ဒုက္ခရဖြစ်သွားတယ်ဆိုတော့လုတ်ခွင့်မရဘူးပေါ့အားနေသွားတာပေါ့ဒါလည်းသဘာဝကျပါတယ်ဟာလာအသက်ကြီးရင်ပယ်ကြတာပါပဲတပါရပါပဲနောက်အသက်ဒီအသက်ဒီ generation အသက်ဒီလုတ်ကြကန်ကြပါပဲအဲ့တော့ကိုကမသေးသေးပြည့်ရတော့ဒီအမှုပညာနဲ့ပတ်သက်ပြီးအလုပ်လုပ်မယ်ဘယ်လိုလုပ်မလဲဆိုတော့ကိုယ်ခေါ်သုံးရင်သုံးမသုံးရင်ကိုယ့်ရဲ့တပည့်လက်သားတွေနောက်လာမယ့် generation တွေကျွန်တော်တတ်တဲ့ပညာလေးတွေမျှဝေပေးမယ်ဆိုပြီးတော့ ဒီလိုနဲ့ပြောပြထားပါတယ်အခုလည်းအသက်အရွယ်ရတယ်ဆိုတော့အလုတ်ကလည်းပါနေပြီဆိုတော့အဲအခုလိုပါဘာဝနာပေါ့တရားဘာဝနာပဲတရားဘက်ကိုပဲလိုက်လှည့်ပြီးလုပ်နေရတာပရဟိတာလေးလည်းလုပ်ပေးပါဒါတွေကလုပ်ပါပဲအခုတော့လည်းပြီးဆုံးသွားပါပြီကိုလုံးနိုင်စွမ်းရှိတဲ့အချိန်တော့အကောင်းဆုံးဟိုအဆင်အပြေဆုံးပေါ့ဟိုနိုင်ငံခြားမိသားစုတွေလောက်နီးနီးကိုကျွန်တော်တို့လုပ်ခဲ့တာဟိုတို့လောက်ကျွန်တော်တို့မှပစ္စည်းပစ္စည်းတွေ facility တွေမပြည့်စုံဘူးကျွန်တော်တို့မှအုံနောက်ကြီးအကြီးအသေးတွေတို့အကြီးချင်းတွေကျွန်တော်တို့မှရှိပါတယ်အဲ့ဒါကျွန်တော်ပြောရဲတယ် မြန်မာနိုင်ငံမှာရှိတဲ့ဒီ stand action မင်းသားတွေပါဒီအားလုံးပါဘူးမညံ့ဟောနိုင်ငံခြားကိုစာချုပ်မိတယ်လုတ်တဲ့ကြိုင်နဲ့အဖိုင်ဆိုင်ရမှာဒီဆက်ဘွေဘိုင်းဆိုင်ရာဒီမှာ facility ဘိုင်းဒီမှာတော့အားနေလို့သာဒီလိုနောက်ကျတယ်